ရေပက်တဲ့ကောင်လမ်းတွင်နေရင်ဝင်ရိုက်မှာတကယ်ရိုက်မှာပြောတာတကယ်ရိုက်မှာဒါလောက်သူများတွေတေရုမောင်များဖြစ်တဲ့ချိန်မှာရေပက်တဲ့ကောင်ဖောင်းတော့ဝင်ရိုက်မှာကြက်တရှင်းကွာရှင်းမလားတွေ့ရင်တော့ရိုက်မှာဒါလည်းပြောပြီးသားစိတ်ခေါ်ပြီးသားမင်းကြက်တဲ့ချိန်ဆရာတော်ရိုက်လို့မရအောင်တကြံကိုဘယ်လိုဆော့မလဲသူကတကြံသူတာကကြတော့ဦးဇင်းတို့တင်ကန်တတူတဲ့တကလုံးကပြောင်းလဲလာတာဖြစ်တယ်တင်ကန်တကနေပြီးတော့အသင်းသင်းပြောင်းလဲလာတဲ့တကလုံးတစ်လုံးဖြစ်ပါတယ် ိဗေကတော့ကြောင်းလဲခြင်းလို့အိဗေရတယ်။ဘာတွေကိုပြောင်းလဲမှလဲသူတို့ချင်းကိုယ်ဒီမှာညစ်ပတ်နေတဲ့အညစ်အကြေးတွေကိုပြောင်းလဲမှဖြစ်တယ်။အဲ့ဒီပြောင်းလဲနေနေရမှာခန္ဓာကိုယ်အညစ်အကြေးတွေကိုစတေကျော်တုပ်တင်ပြီးတော့ပြောင်းလဲတာနဲ့တည့်ရဲ့အညစ်အကြေးကိုပြောင်းလဲပြီးတော့တုပ်တင်ရှင်းနေတာနှစ်ခုရှိပါတယ်။အခုလိုခင်မျိုးမှာဟိုခန္ဓာကိုယ်ရဲ့အညစ်အကြေးတွေကို ုတ်တင်ရှင်နေပြီးပြောင်းလဲဖို့ထက်တဲ့အညစ်အကြေးတွေကိုတုတ်တင်ရှင်နေပြီးပြောင်းလဲတာကပို့ပြီးတော့တင်းလျော်ပါတယ်တိတ်တက်ကြနေမယ်အဲ့ဒီတိတ်တက်ကြခြင်းကိုတိတ်တက်တက်ကြခြင်းဆိုတဲ့အရာနဲ့ပြောင်းလဲပါတိတ်တင်းညင်းနေမယ်အဲ့ဒီတိတ်ညင်းမှုကိုပြောင်းရှင်မှုနဲ့ပြောင်းလဲပါနော်ကိုနှစ်ဟောင်းမှာလောက်ခဲ့တဲ့အမှုတူတွေကိုနှစ်တက်မှာကုတူတွေနဲ့အစာထုတ်ပြောင်းလဲပါ မိမိရဲ့အတွင်းကြံမှာတကြံကိုသော့ပါတကြံဆိုတာကကျတော့ပြင်မှာသော့တာထက်သာလို့ရှိရင်ကိုယ့်ရဲ့အတွင်းကြံမှာတကြံဆော့တာကပိုပြီးကောင်းပါတယ်သူတော်ကိုမနာလိုမဲ့စားသူတော်ကိုမုရိဒဘွားနိုင်တယ်သိနေအစာထိုးပြောင်းလဲပါတာကလည်းတကြံသော့ခြင်းတစ်ခုပါပဲမိမိရဲ့သိမ့်မှာကိန်းဝတ်နေတဲ့ ဒုတိယအညစ်အကြေးတွေကိရိတာအညစ်အကြေးတွေကိုတန်ရှင်းသွားအောင်တကြံရင်နဲ့ဆေးကြောတုတ်တင်ပါတကြံကိုမြန်မာနိုင်ငံမှာဘယ်အချိန်တုန်းကစတင်ခဲ့ပါသလဲဥဒိနဘတ်တကြံကိုလေ့လာမယ်သူလို့ရင်နှစ်ပိုင်းရှိပါတယ်နှစ်ပိုင်းကကြတော့တကြံမင်းရဲ့ပြမမင်းရဲ့စစ်ခင်းလို့တကြံမင်းနိုင်သွားတယ် အဲ့ဒီကမှာပြမမင်းရဲ့ဥကောင်းကိုအဲ့တရားမင်းရဲ့နတ်သမီးကြီးကကင်သားရတယ်သူတို့အလက်ကြကင်သားကိုတကြံလက်ကြကင်သားနောက်တစ်ကြိမ်တဲ့ဘက်တာကိုတကြံကြတယ်လို့ခေါ်ပါဒါကတော့အဲ့ဒီတမန်ရကြီးမှဆိုလို့ရှိရင်တော့ဦးစင်းတို့လူပြေကိုဂျာမင်စင်းနဲ့ဆိုတော့ကကြတော့ဒီတန်ဒီတလန်းရမှတ်သားရမယ်ပေါ့ဟိုနောက်တစ်ခုကကြတော့နင်းနဲ့လလေပတ်တာပေါ့ အဲ့မှာဆိုလို့ရှိရင်တရားမင်းမပါတော့ဒါကကြတော့တကြံဖြစ်ပေါ်လာတဲ့ဟိုတန်တားကြီးလည်းလို့ရှားသမင်းလည်းလို့ပေါ့ဦးသိန်းတို့မြန်မာနိုင်ငံမှာတကြံဘယ်တော့မှဖြစ်တယ်လဲဆိုလို့ရှိရင်ပကံခင့်မှာစပြစ်ပကံခင့်မှာစပေါ်ပါတယ်အဲ့ဒီဗကန်ကိကြောက်စားတွေကိုဖတ်မယ်ဆိုလို့ချင်းရှေးတုန်းကတကြံရှိတဲ့သူတော်ကိုအတိပြုနိုင်ပါအဲ့ဒီတဲ့သောတဲ့တက်တဲ့အဆောက်အအုံမရှိပါဘူးဒါကြောင့် ဟိုဒီကြံကဥဒင်းတို့မြန်မာနိုင်ငံမှာဘယ်ချိန်တုန်းကဖြစ်ပေါ်တယ်လဲဆိုလို့ရှိရင်ဘကန်ခက်ကနေပြီးတော့ဒီကနေ့ခရီးပေါ့ဖြစ်ပေါ်တာဖြစ်ပါတယ်နှကန်းနေချောင်းနေတယ်တဲ့ဥဒင်းနဲ့ပတ်သက်လို့ရှိရင်ဥဒင်းပြောတဲ့အသိပညာကိုပဲယူပါဥဒင်းပြောတဲ့ဝေဖန်မှုကိုပဲယူပါဥဒင်းရဲ့ရုပ်ကိုမကြည့်ပါနဲ့နှကန်း၆တာတို့ဝက်ရှန်ထတာတို့ဓာတ်တို့ကိုလည်းမကြည့်ပါနဲ့ဘာကြောင့်မကြည့်ခိုင်းတာလဲဆိုလို့ရှိရင် ဥဒင်းကိုကြည့်ပြီးတော့တခုဖြစ်တော့မှသိုးတာကိုတာဝန်မယူနိုင်လို့ပါတာဝန်မယူနိုင်လို့ပါဒါကကြွားတာမဟုတ်ပါဘူးเนาะအခုလို2025မပြောနဲ့ဥဒင်းတို့ဆယ်တန်းတော့ဆိုရှင်2025ပေါ့အဲ့ဒီမတိုင်ခင်တော့မှကော်မလေး9ရောက်ရှိသေးတာကလာပြောတယ်ဆ ्याम ားကဆ ्याम ားကအောင်ရခိုင်းနာရရှိတယ်အဖေကလည်းတင်အောင်ရခိုင်းနာရရှိတယ် အင်ကိုလာချောင်းတာတွေရှိတယ်။တာဝန်မယူနိုင်လို့ပါ။နော်။